ခန္ဓာကိုယ်ကြီးကပြင်ဉဏ်သလောက်ပြင်နေစဉ်နဲ့အမြဘလောက်ပဲပြင်းပြင်း getting older and older တနေ့ပြီးတနေ့ older မှာပဲဒါသူ့သဘောပဲသူ့ကိုဘလောက်ပြင်းပြင်းဘလောက်ထိန်ထိန်နော်ပြင်မတွတ်အောင် botox ထိုးလဲတွတ်မှာပဲနော်မရဘူးမိကတ်တွေလိမ့်လဲမရဘူးဆပင်ဆေးဆိုးလဲတချောင်းပြီးတချောင်းဖြူးလာမှာပဲမရဘူးသွားလည်းပဲကျိုးမှာပဲကျိုးချိန်ကြတယ် အဲ့တော့ယောခန္ဓာကိုယ်ကြီးကဘလောက်ဖဲပြင်းပြင်းတဖြည်းဖြည်းဆွေးလာတာဆွေးလာတဲ့သဘောဟာသူ့မှာရှိအဲ့လိုတဖြည်းဖြည်းဆွေးလာတတ်တဲ့ယောခန္ဓာကိုယ်ကြီးကိုတကယ်ပြင်းနေလို့ရှိရင်အကျိုးရှိသလားလို့ဆိုတော့အားမအကျိုးမရှိဘူးဒါကြီးပြင်းလို့ပါအဲ့တော့ပြင်ရမှာပါတော့ဆိုစိတ်ဟောလူရဲ့စိတ်ကလေးကိုပြင်ရမှာဘာလို့လဲဆိုတော့လူတွေမှာကြည့်လေအော်ဒီလူကစိတ်ကောင်းတယ်ဒီလူကစိတ်မကောင်း စိတ်ကောင်းတဲ့လူနဲ့စိတ်မကောင်းတဲ့လူမျက်နှာမှာလားပေါ်နေတာစိတ်ကောင်းနှလုံးကောင်းရှိတဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာချိုးပြုံးပြီးတော့မေတ္တာနှလုံးသားပိုင်ရှင်မျက်နှာကကြည်လင်းတယ်အေးဒေါသကြီးတဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာဆိုလို့ရှိရင်စုပုတ်နေတာစုပုတ်နေတာဘယ်သူမှအဖက်မလုံးတယ်လို့ပုံစံမျိုးကြီးဖြစ်နေဘာလို့လဲဆိုစိတ်ကဖြစ်နေစိတ်ဖြစ်တော့မျက်နှာမှာလားပေါ်နေ အဲ့ဒီဟာကလည်းစိတ်ခဏခဏတူတတ်တဲ့လူရဲ့မျက်နှာဒီရည်ရွပြုံးရည်မရတော့မျက်နှာမျိုးကြီးဖြစ်တတ်တယ်ဟုတ်တယ်အဲ့ဒါလေတချို့မျက်နှာကြတော့ကြည့်လိုက်လို့ရှင်မပြုံးဝင်မဲ့လို့ပြုံးနေတယ်လို့မြင်နေရပေါ့လို့တော့ဆိုရင်သူ့စိတ်ကိုအကြည်လင်းနေတာမေတ္တာတက်ဝင်ကြည်လင်းနေတဲ့ပုံအဲ့ပြုံးမရတဲ့မျက်နှာတွေနဲ့ဒါမျိုးဖြစ်တာပေါ့အဲ့ဒါကြောင့်မလို့မျက်စော